ပဲမင်္ဂလာပါကျွန်တော်ခုခါပြောပြပေးမှာကတော့ကျွန်တော်တို့ micro software မှာပေါ့နော် micro software မှာကျွန်တော်တို့ A4 စာရွက်ကိုတဝက်ချိုးပြီးတော့စာအုပ်လုပ်နေတယ်အမှတ်စင်ရင်ဘယ်လိုတက်မလဲပြီးလို့ရှိရင် header တွေ footer တွေကိုကျွန်တော်တို့ဘယ်လိုသုံးပြမလဲဆိုတာကို ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့က Microsoft ထဲမှာကျွန်တော်တို့ pay layout ထဲဝင်နိုင်မယ်။ဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့က site ကိုကျွန်တော်တို့က A4 ထားမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့က site ကိုတဝက်ချိုးပြီးတော့အသုံးပြမှာဆိုတဲ့အတွက်ကျွန်တော်တို့က portrait နဲ့ landscape မှာကျွန်တော် landscape ကိုထားလိုက်ပါမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ နောက်ထပ်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမာဂျင်ဆိုတဲ့ထဲကနေပြီးတော့ကျွန်တော်တို့ဝင်လဲရတယ်ဒီမြားလေးရတဲ့ကျွန်တော်တို့ဝင်လဲရတယ်ပေါ့နော်အဲ့ထဲဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘာလို့ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ Avo ဆိုင်ရဲ့ကိုကျွန်တော်တဝက်ချောမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီမှာ normal ဆိုတဲ့ထဲမှာပေါ့နော်ကျွန်တော်တို့ကအောက်ဆုံးပါပေါ့နော် bot flow ဆိုတာကိုကျွန်တော်တို့ချက်ရွေးလိုက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာအကုန်လုံးကိုကျွန်တော်တို့05 5လောက်ပဲကျွန်တော်တို့ထားလိုက်မယ်နော် ဒီမှာအကောင်လုံးကိုကျွန်တော်တို့က0.5အနည်းဆုံးပဲထားလိုက်ပါမယ်ဒီကောင်ကကြတော့ဗာလဲဆိုရင်ဒီဒီကောင်ကကြတော့ကျွန်တော်တို့ဒီစာရွက်နှစ်ခုကိုချိုးပြပါလိမ့်ဆိုလို့ရှိရင်ကျွန်တော်စာအုပ်ချုံရမယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီထဲမှာစာလုံးတွေစာရွက်တွေမပါအောင်ပေါ့နော်ချိုးလို့ရှိရင်ကိုရေးတဲ့စာတွေမပါအောင်ဒါကကျွန်တော်တို့ချဲတာဖြစ်ပါတယ် အဲ့ကြောင့်မို့ကျွန်တော်ကဒီမှာတော့ကျွန်တော်ကြည့်ကြည့်ပါနော်ဒီမှာဆိုလို့ရှိရင်ဒီကောင်လေးတွန်းရင်ဒီကောင်ချေတာပုံများပါပြီပေါ့နော်ကျွန်တော်ကအနည်းလေး 0.60y 7လောက်ထားလိုက်မယ်နော်ပြီးလို့ရှိရင်ဒီကောင်လေးလည်း055ထားလိုက်မယ်โอเคအဲ့ဒါဆိုကောကျွန်တော်ပြင်ဆင်ပြပါမယ်เนาะပြီးလို့ရှိရင်ဒီမှာပေါ့เนาะဒီက sheet paper bullet ဆိုတာကကျွန်တော်ဗာလဲဆိုလို့ရှိရင်ကိုစာရွက်ကို ထုံးမဲ့အရေးအတွက်ပေါ့နော်ဆံမျက်နှာအရေးအတွက်ပဲဖြစ်ပါတယ်ကိုကတကယ်လို့အများကြီးထုံးမဲ့ဆိုတော့ကျွန်တော်အော်ရွေးထားပါတော့ကိုကအဲ့လိုမှပဲနဲ့ကျွန်တော်တို့ကိုစာအုပ်ကဆံမျက်နှာ40လောက်ပဲရှိတယ်30လောက်ပဲရှိတယ်အကန့်အသတ်ရှိတယ်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်ရွေးလို့ရတယ်ပေါ့နော်ဒါသူပေးသူပေးတဲ့လောက်ကိုကျွန်တော်ထားပြီးလုပ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်ကအကန့်အသတ်နဲ့လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အော်ထားလို့ရတယ်ကျွန်တော်အခုဆာရွက်ကိုကျွန်တော်20လောက်ပဲထားလိုက်မယ်နော် အဲ့လိုကတော့ရွေးပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ okay ဆိုတော့တစ်ချက်နှိမ့်လိုက်မယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ဒါ avoid ဆာရွက်ကိုကျွန်တော်တဝက်ချိုးထားရပဲဖြစ်ပါတယ်ပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ကအခုမှဆာရိုက်မယ်ပေါ့နော်ကျွန်တော်ကဇာတော့မရိုက်ပြတော့ဘူးဒီမှာဆာရွက်ဆာရွက်ဘတ်သူ့ကိုရေးခန်းလိုက်မယ်နော်ဥမာဆာပိုက်200လောက်သူ့ရေးခန်းလိုက်မယ်ပြီးလို့ရှိရင်အန်နာခောက်လိုက်မယ်ဟုတ်ကဲ့ပါဒါဆိုရှင်တော့ဒီမှာပေါ့နော်ဒါကိုရဲဆာတွေပေါ့ကိုကဒီမှာအစေပဲဖြစ်ပါပဲဖြစ်ပေါ့ဝိထုပဲဖြစ်ပါဖြစ်ကိုလိုချင်တဲ့ဆာတွေကိုကရေးထားတယ် အလုံးမောက်တာဘယ်နှရက်ရှိလဲဆိုလို့ရှိရင်ဒါပြီးအလုံးမောက်ကျွန်တော်တို့20နဲ့2ရက်ရှိရပါတော့အဲ့ဒါကိုကျွန်တော်တို့ကဒီကောင်ကိုကျွန်တော်ဘာလုပ်မလဲဆိုဟစ်တာတွေဖစ်တာတွေပြီးလို့ရှိရင် page number တွေတက်မယ်ပေါ့နော်အားကြောင့်မို့ကျွန်တော်တို့က insert ကိုဝင်လိုက်မယ်ဝင်ပြီးလိုက်ဆိုလို့ရှိရင်ဒီမှာပေါ့ကျွန်တော်တို့ header ရှိမယ် insert တက်တဲ့မှာပဲကျွန်တော်တို့ header ရှိမယ် filter ရှိမယ် page number ဆိုတာရှိတယ်ပေါ့နော်ကျွန်တော်တို့ကအရင်ဆုံးဘာယူမလဲဆိုလို့ရှိရင် header ကိုအရင်ဆုံးထည့်ကြည့်လိုက်မယ် header မှာကိုကြိုက်တဲ့ပုံစံထားလို့ရပါတယ်ဒီမှာတော့သူပြထားတဲ့ပုံစံတွေပေါ့နော် အဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကိုကျွန်တော်ယူပြီးတော့ထားလိုက်ပါမယ်ပြီးလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်တို့ကဒီမှာ documents တိုင်တယ်ထဲမှာပေါ့နော် document တိုင်တယ်ထဲမှာကိုကြိုက်တဲ့စာလုံးကိုကို ရေးပြီးတော့ထားလို့ရပါတယ် โอเคကျွန်တော်ဒီမှာထားပြပြရေးပေါ့နော်ထားပြပြရင်ကျွန်တော်တို့ဒီကောင်လေးကို select ဒီကောင်လေးကိုကျွန်တော်ကစာလုံးအယောင်တွေထပ်ပြောင်းလို့ရပါတယ်ကိုကြိုက်တယ်ပေါ့နော်ကိုကြိုက်တဲ့စာလုံးတွေထားလို့ရတယ်ပြီးလို့ရှိရင်အယောင်တွေပြောင်းလို့ရတယ်ဘိုးတွေပါတင်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကောင်ကကြတော့ ဒါကပြီးပြန်ထွက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီစာပတ်ကြီးကိုကျွန်တော်နှစ်ချက်နှိပ်ထွက်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြီးပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအောက်မှာပေါ့ကျွန်တော်တို့က header ရဲ့ sorry အောက်မှာဆိုလို့ရှိရင်ကျွန်တော်က filter ရဲ့ page number ရဲ့ဆိုတာရှိတယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာ page number ထားလိုက်မယ် page number ကိုကျွန်တော်က top top of page ဆိုတာကကျွန်တော်အပေါ်မှာဒီကောင်တက်ပြလိုက်ဆိုတဲ့အတွက်ကျွန်တော်တို့က number ကိုကျွန်တော်ကအောက်မှာထားလိုက်မယ်ပေါ့နော်အောက်မှာမှာကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင် အောက်ရဲ့ညာဘက်ထိပ် ဘယ်ဘက်ထိတ်ပေါ့နော်ပြီးလို့ရှိရင်အလဲအအလဲရှိတယ်ပြီးလို့ရှိရင်ဟိုဘက်ညာဘက်အစွန်တောက်ရှိတယ်ပြီးလို့ရှိရင်ပုံစံလည်းအဲ့လိုပဲအဲ့ပုံစံအဲ့ထဲမှာမှပုံစံဘယ်လိုထားမှာလဲပေါ့နော်ဒီမှာပုံစံမျိုးမျိုးရှိတယ်ကျွန်တော်ကအဲ့လိုမထားချင်ဘူးကျွန်တော်ကစာရွက်အရေးအတွက်ကိုကျွန်တော်ရောက်နေတဲ့နေရာကိုကျွန်တော်ထားမှာဆိုတဲ့အတွက်ပေါ့နော်ဒီမှာနော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်အဆုံအောက်ရပါပြီနော် အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာဒီမှာနေရာတွေကအများကြီးလွတ်နေသေးတယ်ပေါ့နော်။စာတွေကရင်းသွား22ကနေခု29ချီရှိပါပြီပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့ကဒီအောက်ကိုဒီကောင်အောက်နေနဲ့ထထပေးပြီပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့ကသူကဒီမှာ1.25ရှိတယ်ပေါ့နော်။ကျွန်တော်တို့အဲ့ဒါကိုအောက်ချလိုက်မယ်။စာလုံးတွေသူနေရာယူလို့ရအောင်ပေါ့နော်။အဲဒီလောက်ဆိုလို့ရှိရင်တော့ရပြီနော်။ Okay sorry ဒီလောက်1.5လောက်ထားလိုက်မယ်။ကြည့်ကောင်းအောင်ပေါ့နော်။ ပြီးရင်အပေါ်မှာလည်းကျွန်တော်တို့ထပ်ပြီးတော့တေးလို့ရပါသေးတယ်ဒီဘွားကျွန်တော်တို့ခေါင်းစဉ်ထားတဲ့နေရာမှာကျဲနေလို့ရှိရင်နော်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာတက်ပြီးွားပြီပေါ့နော်တက်ပြီးွားတဲ့အခါမှာကျွန်တော်တို့ချက်ကြည့်လိုက်မယ်ရောင်းနေတဲ့နေရာနဲ့ဒီမှာဆိုလို့ရှိရင်စာမျက်နှာကနံပါတ်1ရဲ့နံပါတ်2အားလုံးပေါင်း26ရဲ့ရှိတယ်စာမျက်နှာနံပါတ်1မှာပေါ့နော်ဒါစာမျက်နှာနံပါတ်2ရောင်းနေတဲ့နေရာရဲ့အရေးအတွက်သူပြပေးတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ရဒီဘက်မှာမှာကျွန်တော်တို့ကခုမှပေါ့နော်ကိုကဒီကောင်ကဘာလဲပေါ့ထပ်ပြောခြင်းသေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့

ဒီကောင်လေးကျွန်တော်ကကွေးစားကွေးပြီးနဲ့ထားလိုက်ဟုတ်ကဲ့ပါနော်အဲ့ဆိုလို့ရှိရင်ဒီကောင်လေးတွေလည်းကျွန်တော်တို့ကပုံစံမျိုးမျိုးထပ်လုပ်လို့ရသေးတယ်ဒီမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘိုးတင်လို့ရတယ်စားလို့ရအဆောင်လေးတွေထားလို့ရတယ်ပြီးလို့ရှိရင် color ကိုကျွန်တော်တို့ကကိုကြိုက်တဲ့ color ထားလို့ရတယ်ပြီးလို့ရှိရင်အဲ့ကောကျွန်တော်ကတရွက်တည်းပြောင်းရင်တော့ပေါ့နော်ကျွန်တော်ကျင်တဲ့စာရွက်တွေမှာပဲကျွန်တော်အကုန် auto light ပြောင်းပေးပါတယ်ပြီးလို့ရှိရင်ဒီကောင်မှာဆိုလို့ရှိရင်လည်းအရှိမတခုအလှလေး logo လေးထားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့လေးထားလို့ရတယ်အဲ့ဆိုရှင်သူရွက်တိုင်းမှာပြောင်းပေးတယ်ပြီးလို့ရှိရင် ဘိုးတင်မလားဒီမှာပေါ့နော်အဆောင်လေးထားမလားပြီးလို့ရှိရင်ကျွန်တော်တို့အယောင်ပေါ့နော်အယောင်လည်းကိုကြိုက်တဲ့အယောင်ကျွန်တော်တို့ထပ်ပြောင်းလို့ရပါသေးတယ်ဟောပေါ့နော်ကျွန်တော် မြန်မာလိုပဲတက်မယ်ဆိုလို့ရှိရင်မြန်မာလိုလည်းတက်လို့ရပါတယ်အင်္ဂလိပ်လိုထားမယ်ဆိုအင်္ဂလိပ်လိုထားလို့ရပါတယ်ပေါ့နော်အဲဆိုလို့ရှိရင်ဒီမှာအဲဒီအင်္ဂလိပ်ကိုကျွန်တော်မြန်မာအင်္ဂလိပ်လိုအင်္ဂလိပ်ဆိုတဲ့နေရာမှာကျွန်တော်မြန်မာလိုရေးကြည့်လိုက်မယ်နော်ကိုဖောက်တစ်ခုကိုကျွန်တော်ရွှေ့လိုက်ပေါ့နော်အင်္ဂလိပ် ဆာပေါ့အဲဆိုလို့ရှိရင်လည်းကျွန်တော်ကြည့်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းကျွန်တော်ဆာရွက်တိုင်းမှာပဲသူမြန်မာလိုပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကိုထားလိုက်ဒီဇိုင်းတွေအကုန်လုံးအနေထားတွေအကုန်ပါပါတယ်ပြီးလို့ရှိရင်ဒီကောင်လေးကိုပြန်ထွက်မယ်ဆိုလို့ရှိရင်လည်းဒီဆာပတ်ရိုးနှစ်ချက်လောက်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်ဆိုလို့ရှိရင်သူထောက်ရပါပြီ โอเคပါအဲ့ဆိုလို့ရှိရင်ဒီမှာကိုကြိုက်တဲ့ပုံစံလေးချိန်လို့ရသေးရဲ့အယောင်လေးချိန်လို့ရတယ်ဒီဇိုင်းလေး color တွေအကုန်ချိန်လို့ရပါတယ်ပေါ့နော်ဟုတ်ပါပါဒါကတော့ကျွန်တော်တို့ A4 စာရွက်ကိုဟိုခောက်ပြီးတော့ပေါ့နော် A4 စာရွက်တရမှာခောက်ပြီးတော့နှစ်ချိုးချိုးပြီးတော့ကျွန်တော်စာရွက်ထုတ်တာရဲ့နံပါတ်တက်တာရဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီကောင်ကို ကျွန်တော်ကပြန်ဖြတ်ရှင်းနေဆိုလို့ရှိရင်လည်းပေါ့နော်ပြန်ဖြတ်ရှင်းနေဆိုလို့ရှိရင်ကိုထားခဲ့တဲ့အောက်တစ်ချက်နှစ်ချက်ဒီပြန်ထွက်ပြန်နှိပ်ရှင်းနေဆိုလို့ရှိရင်ပေါ့နော်ဒီကောင်ကိုကျွန်တော်နှစ်ချက်စက်တိုက်နှိပ်ပြရမှာဖြစ်ပါတယ်နှစ်ချက်စက်တိုက်နှိပ်ပြီးမှသာသူနေရာကိုသူပြန်ရမှာပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒီမှာနှစ်ချက်စက်တိုက်နှိပ်ပြီးဒီကောင်လေးကမှိန်အောက်ကဟာစာကိုကမှိန်ပြီးတော့ပေါ့နော်သူကိုပြင်မဲ့အတလုံးမဲ့ဟာလေးကကျွန်တော်မြင်ရဖြစ်ပါတယ်ဒီကောင်ကိုထက်အောက်ထက်သေးခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့အောက်ထက်ချလို့ရတယ်ထက်ချလို့ရပါသေးတယ်ဒီအပေါ်ဟာကိုလည်းကျွန်တော်တို့ဒီ header ကိုလည်းကျွန်တော်တို့ သေးခြင်းသေးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရပါသေးတယ်နော်ဒါကတော့ကိုတော်ပြတဲ့ပုံမတည်ပြီးတော့ကိုကြိုက်တယ်လို့ပြင်ဆင်လို့ရပါတယ်ဟုတ်ကဲ့ပါအခုအဆလို့ရှိရင်တော့ကျွန်တော်အခုတခါပြောပြပေးမှာတော့ကျွန်တော်တို့ဒီကောင်ကိုရစာရေးရေးပြီးပါပြီပြီးလို့ရှိရင်နံပါတ်တွေအမှတ်စင်နဲ့တက်ပြီးပါပြီကိုလိုရာလည်းတုံးပြီးပါပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း ကိုအကုန်စိတ်ကြိုက်ပြင်ဆင်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကို print ထုတ်မယ်ပေါ့နော် print ထုတ်ရခါကျလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်အခုကျွန်တော်ကအခုဘယ်လိုလုပ်ထားလဲဆိုတော့ကျွန်တော်ကအရွက်20ကိုကျွန်တော်ကပေးထားရပေါ့နော်အရင်ဆုံးကျွန်တော်တို့ control p နဲ့နှိပ်လိုက်မယ်ပေါ့ဥပမာ control p နဲ့နှိပ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ print off ပေးဆိုတော့ကျွန်တော်တို့ထားထားရပေါ့နော် ပြီးလို့ရှိရင်ဒီအောက်မှာကိုကျွန်တော်ကဒီဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ဘယ်ဟာထားရမလဲဆိုလို့ရှိရင်မှာပေါ့နော် material လေး print off on both sides ဆိုရှိရပါတော့အကောင့်လေးကျွန်တော်တို့ထားမှာဖြစ်ပါတယ်အကောင့်လေးထားပြီးတော့ကျွန်တော်တို့ကစာရွက်ကိုအရင်ဆုံးထည့်လိုက်မယ်ထည့်ပြီးလို့ရှိရင်စာရွက်ထည့်ပြီးလို့ရှိရင်ဒီကောင်လေးဒီကောင်လေးထားမယ်ပေါ့နော်ချိန်မျိုးရှိကျွန်တော်က print ဆိုတာနှိပ်လိုက်မယ်နှိပ်ပြီးတဲ့အခါကျလို့ရှိရင် तू ကဘယ်လိုဖြစ်လာမလဲဆိုလို့ရှိရင် okay ဆိုလို့ပြီးတော့ဒီမှာဒီဘက်မှာ okay ရဲ့ cancel ဆိုပြီးတော့ဘာတစ်ခုပေါ်လာမယ်ပေါ့နော်အဲ့လိုအခါမျိုးမှာကျွန်တော်တို့အကောင့်ဘာမှအရင်ဆုံးမလုပ်နိုင်ဘူးပေါ့နော် okay လက်သတ်မှတ်နှိပ်နေ okay ရာနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကပေါ့နော်ဒီတချမ်းပဲထုတ်ပေးပြီးတော့အဲ့ဒီအခုမှကျွန်တော်တို့က ဆယ်ရွက်စာဆိုဆယ်စာမဟုတ်ဘူးအရွက်နဲ့ဆယ်စာပေါ့နော်ဒီကောင်တွေကိုအခြားတစ်ဖက်မှာမထုတ်ပေးဘဲနဲ့ဇက်တိုက်ထုတ်ပေးမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီကောင်ကို print ဆိုတာနှိပ်ပြီးတဲ့ချိန် okay ဘောက်တက်လာကျွန်တော်မနှိပ်ဘဲနဲ့အတိုင်းလေးပဲထားတာပေါ့နော်သူ့ဘာသူဇာရိုက်ကအရင်ဆုံးဒီမှာထုတ်ပေးလိုက်မယ်သူလိုအပ်တဲ့တချံကိုသူထုတ်ပေးနေလိုက်မယ်ပြီးတော့မှကျွန်တော်တို့အဲ့ကောင်ကိုဆွဲထုတ်ပြီးတော့ဟိုဘက်ဟိုဘက်ပြန်ပြန်ထည့်ပေါ့နော်ပြောင်းပြန်လိုင်းပြန်ထည့်ပြီးလို့ရှိရင်ဒီဘက်က okay ဆိုတာနှိပ်လိုက်ပြီနှိပ် okay ဆိုတာနှိပ်လိုက်ပြီးဆိုမှသူသူဂျန်တဲ့တစ်ဖက်ကိုသူထုတ်ပေးမှာပေါ့နော်ပြီးတော့မှအဲ့လိုကျွန်တော်တို့ကထွက်လာပြီးဆိုလို့ရှိရင်ဇာရိုက်ကိုအစင်လိုက်စီပြီးတော့နံပါတ်တွေစင်လိုက်စီပြီးတော့သူ့အထက်လိုက်သူ ူလည်းချိုးပြီးတော့ကျွန်တော်တို့စာအုပ်ထုတ်လိုက်ရမှာပဲလို့နော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်ဒီ A4 စာရဲ့မှာကျွန်တော်စာအုပ်ဘယ်လိုထုတ်ရမလဲပြီးလို့ရှိရင်စာအုပ်ထုတ်နည်းရယ် A4 ချိုးနည်းရယ်ပြီးလို့ရှိရင်နံပါတ်တွေအမှတ်စီတွေတက်တက်နည်းရယ် header တွေ filter တွေအသုံးပြုနည်းရယ်ကိုကျွန်တော်ဒီနေ့သင်ခန်းစာလေးမှာပြောပြခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီ video လေးကအကျိုးရှိမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel တွေကို like and subscribe ထားပြီးဘူတောင်းဆိုချင်ပါတယ်နောက် video တွေမှာပြန်တွေ့ကြမယ် see you